ထိုင်းမှာကျင်းပနေတဲ့ဆွန်ခရံပွဲတော်ကာလအတွင်းရင်မတော်တဆမှုအများစုဟာတတ်မှတ်မြန်နှုံးထက်ပိုမောင်းတာမူရဲ့တောက်စားပြီးမောင်းနှင်တာတွေကြောင့်ဖြစ်ပွားခဲ့တာလို့အာနာပိုင်တွေကပြောပါတယ်ဆွန်ခရံရုံးပိတ်ရက်ကာလစတင်ပြီးပထမဆုံး၄ရက်တာအတွင်းနိုင်ငံအနှံ့မှာရင်မတော်တဆမှုတထောင်လောက်ဖြစ်ပွားခဲ့တယ်လို့သိရတာပါ138ဦးသေဆုံးပြီး1002ဦးဒဏ်ရာရခဲ့တယ်လို့ရင်းစည်းကမ်းထိန်းသိမ်းကြက်မှတ်ရေးနဲ့မတော်တဆမှုရှော့ချရေးစီမံခန့်ခွဲမှုဌာနကထုတ်ပြန်ပါတယ်။ ဧပြီ17ရက်ကနေ14ရက်နေ့ထိအတောအတွင်းနိုင်ငံအနှံ့မှာဖြစ်ပွားခဲ့သမျှရင်မတော်တဆမှုတွေရဲ့44ရာခိုင်နှုန်းကသတ်မှတ်မြန်နှုန်းထက်ပိုမောင်းလို့ဖြစ်ပြီး25ရာခိုင်နှုန်းနီးပါးကတော့အရက်မူပြီးမောင်းနေမှုတွေကြောင့်လို့ဆိုပါတယ်။ပြီးတော့မြင်ကွင်းမရှင်းလင်းတဲ့အခြေအနေတွေကြောင့်ကြုံခဲ့တဲ့ရင်မတော်တဆမှုက25ရာခိုင်နှုန်းနီးပါးအထိရှိတာပါ။ဒီ၄ရက်တာအတွင်းရင်မတော်တဆမှုဖြစ်ပွားနှုန်းအမြင့်ဆုံးကာလအပိုင်းခြားကတော့နေ့လယ်3နာရီနဲ့ညနေ6နာရီကြာမှာဖြစ်ပါတယ်။ ချင်းရိုင်ဟာဆုံခရံကာလအတွင်းရင်မတော်တဆမှုအများဆုံးနေမည်အဖြစ်ရက်တည်နေပြီးဆက်တချိန်ကြုံခဲ့သလိုစုစုပေါင်းထိခိုက်သိမ်းခြင်းမှု73ဦးရှိခဲ့ပါတယ်။ထိုင်းအစိုးရဟာဆုံခရံပွဲတော်အတွက်သတ်မှတ်ထားတဲ့ခုနှစ်ရက်တာခရီးသွားကာလအတွင်းနေ့စဉ်ရင်မတော်တဆမှုစည်ရင်းတွေကိုနှစ်အလိုက်စုစည်းကောက်ယူလေးရှိတယ်လို့လည်းသိရပါတယ်ရှင်။